လက်ရှိကမ္ဘာအကောင်းဆုံးတိုက်စစ်မှုဒေါ်မွန်ကိုဖိုးစီးနဲ့အနိုင်ရရှိတဲ့ UCN ပထမအကြော်မှာဘာစီလိုနာတိုက်စစ်မှုလီဝန်ဒော့စကီဟာတယောက်တည်းနှစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်ဒါကြောင့်မို့သူ့ရဲ့အခုရာသီအတွင်းပြိုင်ပွဲစုံ55ပွဲမှာတွင်းကိုစုစုပေါင်း38ကိုရှိသွားပါပြီ။ပိုလန်သားဟာအသက်အရွယ်အားဖြင့်36နှစ်ရှိနေပြီဖြစ်ပေမဲ့ခြေစွမ်းမကျဆင်းသွားခြင်းမရှိသေးပဲချန်ပီယံလိလာလီကအစရှိတဲ့ထိန်းတန်းအဆင့်ပြိုင်ပွဲတွေမှာအကောင်းဆုံးခြေစွမ်းပြသနေသေးပါပဲ။ သူဟာလာလီဂါ29ပွဲကစား25ကိုတွင်းယူပြီးချန်ပီယံလိ17ပွဲမှာလည်း19တိတိတွင်းယူထားတာကြောင့်ကက်တလန်ကလပ်ကိုစူပလန်နှစ်ခုလုံးရဲ့ချန်ပီယံလိလမ်းကြောင်းပေါ်ရပ်တည်နိုင်အောင်အကောင်းဆုံးနည်းနဲ့ကူညီပေးထားတာပါဘောလုံးဂရုရဲ့အဆိုအရတိုက်ဆက်မှုတရောက်ရဲ့အခြေခံအင်းရှင်းများကိုပြောပါဆိုရင်ထို့သူဟာဂိုးအီရတွေကရွေရှားမှုတွေနဲ့ပြိုင်ဘက်အပေါ်လှမ်းမိုးမှုရှိနိုင်ရပါမယ်တစ်ဖက်အသင်းခံစင်မှုတွေကိုလည်းကြန့်ခိုင်မှုအပိုင်းအနိုင်ကျင့်နိုင်ရပါမယ်အမြင်ဘောတွေကိုလည်းပန်းပန်းနိုင်နိုင်အသုံးချနိုင်ရပါမယ် ကိုယ်တိုင်အဆုံးသတ်မှုမှာနေစစ်နဲ့ပိုင်ပိုင်နိုင်ပြီးကျုံတို့လည်းတွင်းယူတတ်ရပါမယ်။အရေးကြီးဆုံးအချက်ကတော့သူ့ရဲ့ဘောလုံးထိချက်တွေဟာဂိုးကန်သွင်းမှုပြုလုပ်နိုင်မှုအလိုက်တင်ဖြစ်နေရပါမယ်။လီဝွန်ဟာဒီအချက်တွေအားလုံးနဲ့ပြည့်စုံပြီးဘယ်တိုက်ဆက်မှုထက်မဆိုတအားလုံးထုခဲ့တဲ့ကစားသမားပါ။ဒါကြောင့်မဲ့သူဟာအခုလိုအသက်အရွယ်မျိုးထိအဆင်းမြင့်ဆုံးပွဲစဉ်တွေမှာအတောက်ပေါက်ဆုံးခြေစွမ်းပိုင်ဆိုင်နေစေဖြစ်ပါတယ်။အားလုံးပဲရှင်သန်ချမ်းမြေသောနေ့ရက်လေးကိုပိုင်ဆိုင်နိုင်ပါစေလို့ကျွန်တော် Sport Memory ပေးမှာစုမုံကောင်တောင်းပေးလိုက်ပါရခင်ဗျာ။ ားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာဘေးအန္တရာယ်ကင်းရှင်းကြပါစေခင်ဗျာ